hello ဒီနေ့တော့ကိုကအာတဖတ်သူကမင်းစီကနေတကယ်လိုချင်နေတဲ့အရာကဘာလဲဆိုတာကိုဖတ်ပေးมาဖြစ်တယ်အာဆိုတော့ဒီဟာက collective reading ဖြစ်တဲ့အတွက်ကြောင့်မို့လို့နှစ်ယောက်သားမှရှိနေတဲ့ဒီ connection ကိုအရင်ဆုံး check in energy check လုပ်ပေးမယ်ပေါ့နော်အဲ့ဒီဟာကမှန်တယ်ဆိုတာမှရှေ့ဆက်ကြည့်ပါဟုတ်ပြီကိုရ collective reading နဲ့သူရဲ့တဖတ်သူကြောင့်မှရှိနေတဲ့ current energy half อืมตัวกูเนี่ยคอลเลกเตอร์นี่สีบ้านนี่ตะเกลโลชินนี่ก็ยาออกไปตัวเนี่ยตะเกลตัวคอลเลกเตอร์นี่ตะเกลตัวนี้สีบ้านนี่ตะเกลโลชินนี่ก็ยาออกไปซึซอสซอส ခဲစစ်စော့ source က moving forward လောက်ချက်လာလာဘူးကောင်လောက်ချက်လာလာဖြစ်ပါโอ้ตัวแมนซีก็นี่ King of Wands Pyro Sauce The Hermit โอ้บลูรองไม่เป็ดตาเลยสั่นๆอีรีเดิมมาเป่งมีนี่จ้าล่ะแหละกวย ဆိုတော့ကိုရိုးတွေစပြီးတော့ဖတ်တော့မယ်ပေါ့နော်။အာဘေးနာကအတန်လေးတွေပါနေရေဆိုရင်တော့အဲ့အရာလေးကိုတိခံပေးပါလို့ပြောချင်တယ်နော်။အာဆိုတော့နှစ်ယောက်တာကြမှာရှိနေတဲ့ energy check ကိုအရင်လုပ်မယ်ဆိုတော့ဒီ reading ကလေတယောက်နဲ့တယောက်အပြန်အလှန်အဆက်အသွယ်ရှိနေတဲ့ communication တွေအဆက်အသွယ်ရှိနေတဲ့ relationship တွေပဲကြည့်လို့ရမယ်ပေါ့နော် cross ယုံမဲ့ crush နေပြီးတော့သူနဲ့အပြန်အလှန်ဘာ contact မှမလုပ်ဘူးတဲ့ဒူတွေတော့ကြည့်လို့ရမှာမဟုတ်ပါဘူးရှင် အဲဆိုတော့ပထမဆုံး energy check မှာပြောရမယ်ဆိုရင်အခုဒီ collective reading ပေါ့เนาะဒီ day ကိုလာကြည့်တဲ့ collective လေးတွေကလေအဲနှစ်ယောက်သားကြားမှာတစ်ယောက်ကအသက်ကြီးရာပဲဖြစ်ဖြစ်ပေါ့เนาะတခုခု क्वे ပြားခြားနားမှုရှိနေတာမျိုးတွေဖြစ်နိုင်နေပေါ့เนาะလူမျိုးမတူတာဘာသာမတူတာဒါမှမဟုတ်အသက်အရွယ်ကွာခြားချက်ရှိတာအာဒီလူမျိုးလူလေးတွေပါနိုင်နေအဲဆိုတော့ relationship အနေနဲ့ဆိုရင်လည်းအရန်ကိုပဲကြာမြင့်နေပြီးဖြစ်တဲ့ relationship ထဲမှာရှိနေပြီးတော့ဒီ relation ကြီးကပြင်းကြီးညီငွေပွဲကောင်းနေ တာမျိုးကိုမြင်ရတယ်မင်းတို့ရဲ့ relation ကပေါ့နော် collective တွေရဲ့ relation ကဆိုတော့ narrow pentagon အရာဘယ်လိုပြောမလဲမြ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 ဲဒီနေရာကြီးမှာပဲရှိနေတာရှေ့ကိုလည်းဆက်မသွားနောက်ကိုလည်းမရှုပ်ဖဲမဆုပ်သွားပဲနဲ့ဟိုစိတ်ပြက်เสียချင်နေညီးငွေ့เสียချင်နေပြီပေါ့နော်ဒီ connection ကစိတ်ရှိရှိနဲ့ဟိုပြေးပြေးလေးသွားနေရဒါပေမဲ့လည်းမင်းတို့နှစ်ယောက်ရဲ့ connection ကတော့ခိုင်ခန့်နေတာပေါ့နော်ခိုင်ခိုင်ခန့်ခန့်တော့ရှိနေတယ်သို့တော်လည်းပဲဒါဟာအချစ်ရေးပေါ့နော်အချစ်ချင်းမြတ်တာ ဒီကိုပြဖို့လိုတဲ့ relationship ထဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီခိုင်ခန့်မှုကြီးကတော့မကောင်းဘူးပေါ့နော်အဲမင်းတို့ကအပြန်အလှန်ဂတိကဝတ်တွေတော့ပေးထားတယ်အဲတယောက်ရဲ့ကောင်းကျိုးကိုလည်းတယောက်ကလိုလားကြတယ်ဆိုတဲ့အခြေအနေမှာတော့ရှိတယ်ဒိုးတော်လည်းပဲပြင်းစရာကြီးဖြစ်နေတာစိတ်လှုပ်ရှားစရာဘာမှမရှိဘူးအိုး sorry အဲစိတ်လှုပ်ရှားစရာဘာမှမရှိဘူးဖြစ်နေတာပေါ့နော်ဒါလက်ရှိမင်းတို့ကြားထဲမှာရှိနေတဲ့ current situation ကအဲ့တိုင်းဖြစ်နေတယ်အာနောက်တစ်ခုကနှစ်ယောက်တည်းကတစ်ယောက်ကပေါ့နော်လောက်ခဲ့ဘူးတဲ့အတိတ်ကအမှားတွေအတွက် အာနောက်ထပ်ရနေတယ်ဆိုတာမျိုးကိုမြင်ရတယ်အခုလက်ရှိအချိန်မှာဒီ relation ထဲမှာမင်းနေနေရတာကိုကဝမ်းနေနေရတယ်စိတ်ပင်ပန်းနေရတယ်အာဘာလို့လို့လုပ်ရမှန်းမသိဘူးအာခန်းစားချက်တွေဆုံးရှုံးနေတယ်အာငါတို့နှစ်ယောက်ကြားထဲမှာဘယ်အရာကမြန်လွဲချော်နေတာလဲဆိုပြီးတော့အဲ့ဒီအဲ့ဒီ missing ဖြစ်နေတဲ့အရာကိုအရန်ကိုပဲအာယုံဆိုင်ပြီးတော့နေနေရတဲ့အတွက်ကြောင့်မို့လို့ ချစ်သူတွေအဲအပြန်အလှန်ရှိနေတယ်ဘယ်လိုပြောမလဲအဲ merit light ထဲမှာရှိနေတဲ့သူတွေအိမ်နောက်တွေဆိုရင်လည်းဒါကိုယ့်ရဲ့အမျိုးသားအမျိုးသမီးဒီလိုမျိုးတာတတ်မှတ်ထားကြတယ်အာစိမ့်တသက်တွေဖြစ်နေတာပေါ့နော်လူချင်းနီးနေတယ်ဆိုရင်တောင်စိတ်ချင်းဝေးနေတဲ့သူတွေတချို့ဆိုရင်လည်း LDRS တွေပါလိမ့်မယ်ပေါ့နော်ဘယ်လိုပြောရမလဲအာပေးခဲ့ဘူးတဲ့ဂတိကဝတ်တွေအာဒုမဟုတ်လဲလက်ထပ်ထားတဲ့အခြေအနေကြောင့်တာနှစ်ယောက်ကတိတ်အိမ်နဲ့တူတူရှိနေတာမျိုးဒုမဟုတ်ဆက်သွယ်ရှိနေတာမျိုးဖြစ်ပင်မဲ့လို့အာ နှစ်ယောက်သားကအပြန်အလှန်စိတ်ဒုက္ခတွေပေးနေတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဆိုတော့ဒါမင်းတို့ရဲ့လက်ရှိ current energy ဖြစ်တယ်ပေါ့နော်ဒီဒီလိုမျိုးကိုပြောသွားတာတွေနဲ့မင်းတို့ရဲ့ဖြစ်နေတဲ့ပုံစံတွေကတူနေတယ်ဆိုရင်တော့ဆက်ပြီးကြည့်လို့ရတယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ဒါဟာမင်းတို့အတွက်မဟုတ်ပါဘူးကြော်သွားလိုက်ပါရှင်ဟုတ်ပြီဒီ current energy မှာရှင်တို့နဲ့ kait နေနေတယ်ဆိုရင်တော့ကိုတို့ကတဖက်တူကမင်းစီကနေတကယ်လိုချင်နေတဲ့ကတကယ်လိုချင်နေတဲ့အရာကဘာလဲဆိုတာကိုဆက်ပြီးရကြည့်မယ်ပေါ့နော် ဆိုတော့ sizzle sauce အရာမြန်တဖက်သူက moving forward လုပ်ချင်နေတယ်ပြောချင်တာကဘာလဲဆိုတော့အခုလိုမျိုးခက်ခဲနေတဲ့အခြေအနေအခုလိုမျိုးတင်းမာနေတဲ့အခြေအနေကြီးကနေပြီးတော့ပိုကောင်းတဲ့အနေအထားတစ်ခုကိုသူသွားချင်တယ်မင်းနဲ့သူနဲ့ကြားထဲမှာရှိနေတဲ့ငြိမ်းချမ်းမှုတွေဒီစိတ်ချင်းဝေးနေတဲ့အခြေအနေတွေဒီလိုမျိုးတွေကိုသူပြန်ပြီးတော့နှိစက်ဖို့အတွက်ရှာချင်တယ်ပေါ့နော်အဲဆိုတော့သူကမင်းစီကနေဘာတကယ်လိုချင်တာဘာလဲဆိုတော့ကြတော့မင်းရဲ့ ဟိုသူ့အပေါ်မှာထားတဲ့မယုံကြည်မှုတွေသူ့ကြောင့်ရခဲ့တဲ့ဒဏ်ရာတွေဒါမှမဟုတ်လဲမင်းကြောင့်သူ့ရခဲ့တဲ့ဒဏ်ရာတွေသူ့ပျောက်ဆုံးသွားခဲ့တဲ့ဒီ truck ပေါ်တော့ယုံကြည်မှုတွေဒါတွေအကုန်လုံးကို healing ပြန်လုပ်ခြင်းတယ်မင်းနဲ့အတူတူဒါမှမဟုတ်လဲမင်းကိုသူက healing လုပ်ပေးခြင်းတယ်ပေါ့နော် scissor sauce အရာ angel sauce အရာလည်းအဲ့လိုပဲအဲ့ဒီလိုမျိုးသူကဟိုအစွန်းနှစ်ဖက်ဖြစ်နေရပေါ့နော်မင်းရဲ့တစ်ဖက်သူရဲ့ခံစားချက်က တစ်ဖက်မှာမင်းနဲ့ပိုကောင်းတဲ့အနာဂတ်လေးစီကိုတွားကျင်တယ်နောက်တစ်ဖက်မှာကျတော့ aid of source energy နဲ့သူပိတ်မိနေတယ်ခန်းစားချက်တွေပိတ်မိနေတယ်မင်းနဲ့ပတ်သက်ပြီးတော့ဒီ connection နဲ့ပတ်သက်ပြီးတော့ဒီအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့မတေချာမရေရာတာတွေအရန်များနေတယ်ဘာဆက်ဖြစ်မှာလဲဆိုတာကိုကိုမမြင်နိုင်ဘူးဒီမှာကျတော့မျက်လုံးတွေကိုစီထားတယ်တကူလုံးကိုလည်းခြိထားသေးတယ်ပြီးမှလည်းဓာတ်တွေဝန်းရံနေတယ်ကွာအဲဆိုတော့အခြေအနေကဘာမှန်းကိုမသိဘူးဘာလို့ရမယ်မမသိဘူးမတေချာမရေရာမှုတွေနဲ့ပြည့်နေတဲ့အချိန်ကြီးဖြစ်နေတယ်ကာလာကြီးဖြစ်နေတယ် ိုကောင်းအောင်လို့ तू လှုပ်ချင်တယ်ဒါပေမဲ့ဘယ်လိုလှုပ်ရမလဲ तू ကိုယ်တိုင်မသိဘူးဘာဖြစ်လို့လဲဆိုတော့ तू စိတ်တွေအာ तू ခံစားချက်တွေအကုန်လုံးကဟိုအကြောက်တရားတွေထဲမှာပိတ်မိနေရယ်ပြီးတော့အယံကိုအတွေးလွန်ပြီးတော့ကြာတော့ဒီ relationship ကိုပိုကောင်းလာဖို့ဘယ်အချိန်မှာပိုကောင်းလာမှာလဲပိုကောင်းလာဖို့ငါဘယ်လိုလုပ်ရမလဲဆိုတာမျိုးကို तू အယံကိုအတွေးလွန်နေတဲ့အတွက်ကြောင့်မို့လို့ तू ဘာလို့လုပ်လို့ရမှန်းမသိဘူးပေါ့နော် ခံစားချက်တွေပြိမ့်မိနေတယ်မင်းနဲ့ပတ်သက်ပြီးတော့ခီနိုဝမ်ရဲ့ energy ရဲ့အရာဒီလူက မင်းရဲ့တစ်ဖက်သူကအဲ့ဒီလိုမျိုးတူမာတာပဲ source energy တွေနဲ့ဝေဝဲမရဖြစ်နေပေမဲ့မင်းရှေ့မှာတော့သူကလေအရင်ကို strong ဖြစ်တဲ့သူအဖြစ်အရင်ကိုခိုင်ဘယ်လိုပြောမလဲတန်မာတဲ့သူတာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိတဲ့သူမင်းကိုလေအမြဲတမ်း control လုပ်ခြင်းနဲ့လွမ်းမိုးခြင်းနဲ့ကာကွယ်ပေးခြင်းနဲ့ဒီလိုမျိုးပေါ့နော် uh, spicy ဖြစ်တဲ့ပုံစံမျိုးမင်းရှေ့မှာသူပြကောင်းပြနေလိမ့်မယ်သို့တော်လည်းပဲအရှိမပြထားတာပုံစံတစ်မျိုးသူ့ရင်ထဲမှာတကယ်ဖြစ်နေတာကပုံစံတစ်မျိုးဖြစ်နေတာပေါ့နော်ဆိုတော့တစ်ဖက်သူက um ူသူ့ရဲ့တန်ဖိုးကပါလဲသူကအမီကိုကင်းကင်းနဲ့ရက်ကြည့်နိုင်တာကောတကယ်တေချာရဲ့လားသူတကယ်လိုချင်တာကဘာလဲဆိုတာကိုသူကိုယ်တိုင်က ဖုံးကွယ်ထားတာကြီးများပြီးတော့မသိဖြစ်နေတာပေါ့နော်ဆိုတော့ parasource အရာလဲအဲ့လိုပဲသူသူဟာနဲ့သူ conflict ဖြစ်နေရမင်းရဲ့တစ်ဖက်သူကလူရှိသူရှိမှာအရန်ကိုပဲတန်မာခြင်းအောင်ပုံဖော်ပြနေပေမဲ့လေသူ့ရဲ့ ဟိုးအတွင်းနဲ့အင်းနဲ့မှာတော့သူစိတ်အတွင်းနဲ့မှာတော့အကြောက်တရားတွေများနေတယ်ဆိုရင်ပူပန်မှုတွေများနေတယ်အာဒီ connection ကိုဘယ်လိုမျိုးကောင်းလာအောင်ဖြည့်ရှင်းရမလဲဆိုတာမသိတဲ့အတွက် ပို့ဆိုးမသွားအောင်သူ့ဘက်ကိုလှည့်မလာအောင်သူ့မှာကာကွယ်နေရတယ်ဆိုတာမျိုးတွေကိုညင်ရတယ်ပေါ့နော်သူ theme မှာ inner striker ပေါ့နော်တော်တော်ကိုပဲဟိုယုံကန်နေရတာမျိုးကိုမြင်ရတယ်သူတကယ်လိုချင်တာကတော့ဟို win win solution ပေါ့နော်နှစ်ဦးနှစ်ဖက် အောင်မြင်အစဉ်ပြေသွားမယ်နီလန်မျိုးကိုသူလို့ကျင်တယ်အာဒီအခြေအနေကြီးကဘလောက်ပဲတင်းမှနေပါစေသူကအဲ့လိုမျိုးဖြစ်အောင်လုပ်မှာပဲဆိုပြီးတော့သူရဲ့ conference အပြင်နဲ့သူဆုံးဖြတ်ထားတာမျိုးကိုတော့တွေ့ရတယ်ဒါပေမဲ့လည်းအဲဘဲဦးအစရှာမရသလိုပေါ့နော်ဘဲကနေစရမှန်းမသိဘူးမင်းတို့နှစ်ယောက်ကြားထဲမှာက lack of trust ပေါ့နော်ယုံကြည်မှုတွေပျောက်ဆုံးနေတယ် နှစ်ယောက်သားကြားထဲမှာမဖြေရှင်းပဲထားထားတဲ့ပြဿနာတွေကအရန်ကိုမြားနေတယ်ဆိုတော့ the hermit အရာအရန်ကိုတောင်းဖြစ်တဲ့အခြေအနေကိုရောက်နေပြီလူနေတာကတစ်ဖက်သူတကယ်အခုမှလာတာเนาะတစ်ဖက်တစ်ဖက်သူတကယ်လူနေတာကဘာလဲဆိုတော့ အာ sub reflection ပြန်လုပ်ဖို့လိုတယ်သူ့ကိုယ်သူပြန်သုံးသပ်ဖို့အတွက်မင်းစီကနေသူကအချိန်လိုချင်တာမျိုးပေါ့နော်မင်းကအခုချိန်မှာသူ့ကိုအရန်ကြီးအာဖိအားပေးမိနေတာမျိုးပဲဖြစ်ဖြစ်သူ့နားမှာအရန်တွေ့ကပ်နေမိတာပဲဖြစ်ဖြစ်လုံနေမိတယ်ဆိုရင်အဲ့လိုမျိုးတွေမလုပ်ပါနဲ့တစ်ဖက်သူကဘာလိုချင်လဲဆိုတော့ကြတော့သူအချိန်လိုချင်ပါတယ်တဲ့ space လေးတစ်ခုပေါ့နော်မင်းနဲ့သူနဲ့ကြားထဲမှာအကွာအဝေးလေးတစ်ခုကိုသူလိုချင်တယ်ဒါမှပဲသူသူ့ကိုယ်သူပြန်ပြီးတော့သုံးသပ်လို့ရမယ်ပေါ့နော်သူမင်းနဲ့ရှေ့ဆက်ချင်တယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဒီပိုကောင်းတဲ့အနာကက်အတွက်ရှေ့ဆက်ဖို့အတွက်ဘာလို့ရမလဲ ဲသူကိုယ်တိုင်မသိဘူးဆိုတော့အဲ့လိုမသိနေတဲ့မရေရာနေတဲ့မသေးချာနေတဲ့အခြေအနေကြီးကိုကြော်လွားဖို့ဆိုရင်သူ့ကိုယ်သူပြန်သုံးသပ်ဖို့အော်လိုတယ်ပြန်သုံးသပ်ဖို့ဆိုရင်မင်းမရှိတဲ့နေရာလေးတခုမှသူ့မှာလိုတယ်ပေါ့နော်အချိန်တခုလိုတယ်အဲ့ဒါကြောင့်သူ့ကိုအချိန်ပေးပါလို့သူကပြောချင်နေတာပေါ့နော်ဆိုတော့အာသူကတဲ့အာတခုငါတို့ relation ကြီးကဘာဖြစ်မလဲမသိကြဘူးဘာမှန်းလဲငါမသိဘူးအာဘာကိုယုံကြည်ရမှန်းလဲမသိဘူးအဲ့ဒါကြောင့်မို့လို့ငါ့ကိုအချိန်ပေးပါငါတယောက်တည်းရှိနေဖို့အချိန်လိုတယ်တဲ့ အာအဲ့ဒါမှပဲငါကသူ့ရဲ့သူ့ရဲ့ inner clarity ပေါ့နော်သူ့ရဲ့ဟိုးအစိတ်ထဲကနေဟိုးစိတ်အတွင်းပိုင်းထဲကနေတကယ်ရှင်းလင်းပြတ်သားတဲ့တကယ်လိုချင်တဲ့အရာကဘာလဲဆိုတာမျိုးကိုသူတွေ့ရှာတွေ့မှဖြစ်တယ်ပေါ့နော်မင်းနဲ့ပတ်သက်ပြီးတော့ဒီ relation နဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်တွေမချခင်မှာသူ့ကိုသူအရင်ဆုံးအာဘာလိုချင်လဲဆိုတာကိုပြန်ဆန်းစစ်ဖို့လိုတဲ့အတွက်သူ့ကိုအချိန်ပေးပါဆိုပြီးတော့ပြောနေပါတယ်ဆိုတော့မင်းရဲ့တစ်ဖက်သူကမင်းစီကတကယ်လိုချင်နေတဲ့အရာကဘာလဲဆိုတော့သူ့ကိုတယောက်တည်းပေးနေပါတဲ့ ဆိုတော့ခြုံပြီးပြောရမယ်ဆိုရင်တော့မင်းရဲ့တစ်ဖက်သူကကိုဆော့ဆော့ကပြောခဲ့တယ်လို့ပဲ90 90ဖြစ်နေတာပေါ့နော်တစ်ဖက်မှာကမင်းနဲ့ပိုကောင်းတဲ့အနာဂတ်လေးတစ်ခုစီကိုဥတည်ပြီးတော့သွားကြတယ် Sis of Sauce နဲ့ King of Wands ရဲ့ energy ရပိုကောင်းတဲ့အာအနာဘယ်လိုပြောမလဲပိုကောင်းတဲ့အနာဂတ်လေးရဖို့အတွက်သူစူးစမ်းကြတယ်ဆောင်ရွက်ကြတယ်ရှေ့ကနေဥဆောင်ပြီးတော့သွားမယ်အဲဒါပေမဲ့လည်းတခြားတစ်ဖက်မှာကြတော့လေ Air of Sauce ရဲ့ energy နဲ့သူ့ရဲ့ခံစားချက်တွေစိတ်ပိုင်းဆိုင်ရာတွေကပိတ်မိနေရာ viral source နဲ့ inner conflict တွေဖြစ်နေရသူကသူရုံးကန်နေရမင်းကသူခွင့်မလွတ်တော့မအောင်ဆိုးတယ်အဲမင်းနဲ့ရှေ့ဆက်မယ်လို့ဆုံးဖြတ်ပြီးကံမှာအတိတ်ကအမှားကြီးအတွက်ခဏခဏပြဿနာတွေရှာပြီးတော့သိရမလားဒါကြီးကိုပဲအဲ အနာကိုအနာဟောင်းကိုပြန်ပြန်ဆွပြီးတော့ပြဿနာရှာသူမျိုးတွေမင်းဘက်ကခဏခဏလုံနေမှာလဲသူကြောက်တယ်အဲ့ဒါကြောင့်မို့လို့ the harmless ရဲ့ energy နဲ့မင်းရဲ့တစ်ဖက်သူကအချိန်လိုနေတာပြန်သုံးသပ်ဖို့အတွက်သူ့ရဲ့စိတ်ပိုင်းသူ့ရဲ့ emotion တွေသူ့ရဲ့ thoughts တွေအတွေးတွေခံစားချက်တွေဒါတွေကိုဒီ process ကိုပြန်သုံးသပ်ဖို့အတွက်အချိန်လိုနေတာမျိုးပေါ့နော်ဆိုတော့သူတို့က guidance လိုနေတယ် အာဒီ fully open ဒီ app ပေါ့နော်သူခံစားနေရတည်းမြအကုန်လုံးကိုအားလုံးကိုမင်းရှိမှာဖွင့်ပြလိုက်ဖို့အတွက်တုံဆိုင်မှုမရှိဘဲဖွင့်ပြလိုက်ဖို့အတွက်သူဘာလုပ်ရမလဲဆိုတော့ guidance လိုတယ်အဲ့ဒါကြောင့်မလို့အချိန်လိုတယ်ပေါ့နော်ဆိုတော့အဲကိုယ်နေနဲ့အကြံပေးရမယ်ဆိုရင်တော့ဒီ relation ကြီးကပေါ့နော်အရန်ကိုတင်းမာနေတယ်ဆိုရင်သူတို့အချိန်တစ်ခုပေးလိုက်ပေါ့နော်ဒါမှပဲသူတို့ရဲ့ဒီပိတ်မိနေတဲ့ ခန်းစားချက်တွေအတွက်ဒီမင်းရဲ့တစ်ဖက်သူကအဖြေရှာနိုင်မှာဖြစ်တယ်တူလိုချင်းတို့ပဲအဖြေပေးဟိုအချိန်ပေးလိုက်ပါပေါ့နော်ဆိုတော့မင်းတို့နှစ်ယောက်ကြားထဲမှာ miss communication ပေါ့နော်ဒီ communication တွေလွဲချော်နေတယ်တယောက်နဲ့တယောက်ဟိုရန်လိုနေတဲ့အနေအထားတွေဖြစ်နေခဲ့တယ်ဆိုရင်တောင်မှပဲအာဒီ connection လေးကိုချင်းကပ်တဲ့ပုံစံမှာပေါ့နော်တယောက်ကိုတယောက်နားလည်မှုရှိတဲ့ပုံစံလေးနဲ့ချင်းကပ်ဖို့လိုတယ်ဟိုကိုယ့်အပြစ်သူ့အပြစ်လွှဲချနေပြီးတော့ကြတော့ကာကွယ်နေတဲ့ခုခံနေတဲ့ပုံစံမျိုးနဲ့မဟုတ်ဘဲနဲ့နားလည်မှုတွေနဲ့ချင်းကပ်ဖို့လိုတယ် ဆိုတော့ king of wands ရဲ့ energy အရာပေါ့နော်မင်းရဲ့တစ်ဖက်သူကအဲသူတို့ခုခုဆိုရင် conference အပြည့်ရှိတယ် appreciate လည်းလုပ်တတ်တယ်ပြီးတော့ direct communication တွေကိုသဘောကျတဲ့သူဖြစ်တဲ့အတွက်ကြောင့်လား main ဘက်ကတာပဲ communication ကိုအရင်ကိုပြပြတတနဲ့ clear ဖြစ်အောင်သူ့ကိုဆက်တွယ်မယ် main မကြိုက်တာမကြိုက်ဘူးကြိုက်တာကြိုက်တယ်ဒီလိုမျိုးပေါ့နော် main လိုချင်တာတွေကိုပွန့်ပွန့်လင်းလင်းအာညှိနှိုင်းဆွေးနွေးမယ်ဆိုရင်ပိုကောင်းတဲ့ အနာဂတ်လေးဖြစ်လာဖို့ရှိပါတယ်ရှင်ဆိုတော့ဒါဟာမင်းရဲ့တဖက်သူကမင်းစီကနေတကယ်လိုချင်နေတဲ့အရာကဘာလဲဆိုတာကိုဖတ်ပြီးသွားခဲ့တာပဲဖြစ်ပါတယ်ရှင်ဆိုတော့အာဒါက left journey package တွေကခေါင်းစဉ်လေးတစ်ခုဖြစ်တယ်ပေါ့เนาะဒီဟာလေးကိုကိုက reading လုပ်ပေးတာဖြစ်တယ်ဒီလိုမျိုး free reading လေးတွေအဆက်မပြတ်ရကြနေဆိုရင်ကိုရဲ့ YouTube Facebook နဲ့ TikTok Telegram channel လေးတွေကို like and subscribe လုပ်ထားလို့ရပါတယ်ရှင်။ဆိုတော့ Telegram မှာကတော့ pick a pine short reading လေးတွေကိုလည်းကိုရေးပေးနေပြီပေါ့နော်။ဒါကတော့ Telegram only ပေါ့ Telegram ကို subscribe လုပ်ထားတဲ့သူတွေပဲအပြင်းပြေဖတ်လို့ရမယ် reading လေးတွေဖြစ်တယ်ပေါ့နော်။ဆိုတော့ကျေးဇူးတင်ပါတယ်ရှင်။အာ personal package လေးဝယ်ချင်တယ်ဆိုရင်တော့ဒီခေါင်းစဉ်လေးအတိုင်းဒီလိုမျိုးဖတ်ချင်တယ်ဆိုရင်တော့ပညာကြီးက2000ခွဲကျပ်ကြာတင်ပါမယ်ရှင်။ ဆိုတော့ love journey full package ဖတ်ချင်နေဆိုရင်လည်းရပါတယ်เนาะအော်ဆိုတော့ personal reading အတွက်အဆုံးစမ်းကျင်နေဆိုရင်เนาะကိုရ Telegram သို့မဟုတ် Viber မှာလာပြီးတော့စုံစမ်းလို့ရပါတယ်ရှင်ဆိုတော့ကျေးဇူးတင်ပါတယ် healthy ဖြစ်တဲ့ relationship လေးကိုလူတိုင်းပိုင်ဆိုင်နိုင်ကြပါစေရှင်